မတို့ဆက်တိုက်မလားတိုက်မယ်လေဘာဖြစ်လဲဆက်တိုက်မယ်လို့တိုက်မယ်အင်းယောက်ျားတွေပြတိုက်မှာပဲအဲ့တော့ brave warrior မြန်မာပွဲထုတ်ပြန်တဲ့ဒူမုံမီဆဲောက်တည်တဲ့ jet fighter လေးရင်နှစီနဲ့18လေးရင်နှစီလည်းပျက်စီးသွားပါတယ်တဲ့ဘယ်နည်းပြောဆက်ရှိရနေမနေ့ကညမနေ့တနာ48မိနစ်မှာပြစ်လိုက်တာတဲ့တရခုမမရှော့လိုက်တော့ဆက်တလုံးနဲ့ပြစ်ခတ်တာဒီတပ်ဘလော့ကတော့ခင်ဗျာရန်သူရှိရနေရှက်ပါပဲဒါတပ်ဘလော့ပူသွားတာပဲတပ်ဘလော့သဘောထားပဲခင်ဗျားတို့ဘသူတက်တစ်ဖက်ကြိုင်ကြလဲခင်ဗျားတို့တကယ်တိုက်မိချက်လားတကယ်တိုက်မိချက်တယ်ဆိုရင်ခင်ဗျားတို့ ဒေတာလိုက်လက်နက်တွေဆွန့်ပြီးတော့ကျွန်တော်တို့ဒီလုံခြုံတပ်ဖွဲ့ဝင်တွေထမ်းချိတ်ဆက်ပြီးတော့ခင်ဗျားတို့ဆောင်ရွက်ကြပါလက်နက်တွေဆွန့်ပါခင်ဗျားတို့ရှိနေတော့တပ်မတော်ကလိုအပ်တဲ့စစ်စင်ကိုလိုအပ်တဲ့လိုလုပ်နေမှာပဲအဲအဲ့လိုတကယ်တော့ခင်ဗျားတို့လက်ရှိဖြစ်နေတာကနောက်ဆုံးအခြေအနေပဲ Hello အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel page ကနေအားလုံးကိုပြန်လည်ပြီးမှကြိုဆိုလိုက်ပါရစေ။အားလုံးကိုမင်္ဂလာရှိသောနေ့နှစ်ခင်းလေးပါလို့ရှိဦးစွာနှုတ်ဆက်လိုပါရစေ။အားလုံးလည်းရှိတဲ့နေရာတိတိမှဘေကင်းလုံခြုံကြမှာကြမယ်လို့လည်းကျွန်တော်ယုံကြည်ပါရစေ။ကျွန်တော်ပြီးခဲ့တဲ့တလားလောက်ကိုကျွန်တော် YouTube မှာဗီဒီယိုတင်ဆက်ခြင်းတွေကိုကျွန်တော်လုံးဝရပ်နားခဲ့တာဖြစ်ပါရစေ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် YouTube channel ကို copyright strike နဲ့ attack တဲ့လူတွေရှိပြီးမှကျွန်တော် YouTube channel ကခဏတာအဆင်မပြေမှုတွေကြောင့်ကျွန်တော်ဗီဒီယိုတင်ဆက်မှုတွေကိုလုံးဝမပြုတ်လုပ်နိုင်ခဲ့ဖို့ဖြစ်ပါရစေ။ editor လည်းအားလုံးကိုအနုညွှန်းဆိုတော့ကျွန်တော်တောင်းပန်လိုတယ်လို့ရှိဦးစွာပြောလိုပါရစေ။ ်ကျွန်တော်ခုချိန်မှာတော့ကျွန်တော်ဒီနေ့မေလ20ရက်နေ့အင်္ဂါနေ့ရဲ့မနေ့ပိုင်းအထူးသတင်းကောင်းမြတ်နဲ့အထူးသတင်းထူးများကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့ကတော့ကျွန်တော်စကိုင်းတိုင်းဒီပေးမြို့ရဲ့အထူးသတင်းကောင်းတစ်ခုကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်မနေ့ကကျွန်တော်မေလ19ရက်နေ့ညနေပိုင်းတွင်ဒီပေးမြို့ပေါ်ရှိစကိုင်းတိုင်းဒီပေးမြို့ပေါ်ရှိအချမ်းပါစီရှုံးကောင်စီစစ်တပ်တပ်ဆွေးထားသောနေရာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခတ်ခြင်းကြောင့်စစ်ရှုံးကောင်စီစစ်ခွေးအများအပြားထိခိုက်မှုရှိနိုင်ကြောင်းအဖြူရောင်ပြည်သူ့ကာကွယ်ရေးဖွဲ့မှတောင်းရှိသူတို့အူကတော့ ော့ Kitty Media ကိုပြောကြလာတာဖြစ်ပါတယ်။ကဲအင်မတန်မှသတင်းကောင်းဖြစ်ပါတယ်။မနီကာဆွန်လည်းပဲစကိုင်းလိုင်းဒီပင်းမျိုးအချမ်းပတ်စစ်တပ်တဆွေထားတဲ့နေရာမျိုးကိုဒေါ်လာတက်ဖွဲ့များကတော့ရှင်းလင်းနိုင်ခဲ့တယ်လို့သိရှိရပြီးမှစစ်ခွေးအများစွာလည်းမလခီယာဖြစ်သွားတယ်လို့သိရှိရထားတာဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကတော့ကျွန်တော်ပဲခူးတိုင်းပဲခူးမြို့နယ်ရဲ့နောက်ဆုံးရအထူးသတင်းထူးနဲ့တင်ကောင်းတစ်ခုကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်။ပဲခူးတိုင်းပဲခူးမြို့နယ်ဇီရိုရွာရှိအချမ်းပတ်စစ်ရှုံးကောင်စစ်တပ်၏အမတ်နှစ်စစ်စီနယ်မြေတိုင်းစစ်ဌာနပဲခူးအမတ်3ခွန်3ရက်တိုင်ကာကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်ရာလက်နေ ဲ့၁၄လက်သိစီရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကကိုယ်ယူဝန်ကြီးဌာနကထုတ်ပြန်ထားတာဖြစ်ပါတယ်ထူတိုက်ခိုက်မှုအတွင်းအဆိုပါတိုက်ခိုက်မှုအပြီးတွင်အချမ်ပါစစ်ရှင်းကောင်စီတပ်ရဲ့ကာကင်းစခန်းများကိုရှင်းလင်းဖြစ်စီမှုများလှုပ်ဆောင်ခဲ့ကြောင်းလည်းသိရှိရတာဖြစ်ပါတယ်ကအင်မတန်မှတရင်ကောင်းဖြစ်ပါတယ်မနေ့ကဆွန်လည်းပဲဘကူးမြူနယ်ဇီးတော်ရွာရှိစစ်တပ်ကာကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးလက်နက်၁၄လက်ကိုစစ်ရှင်းကောင်စီထံကနေတော်လိုင်းတပ်ဖွဲ့များကတော့သိစီရရှိခဲ့တယ်လို့ကျွန်တော် NUG ကကိုယ်ယူဝန်ကြီးဌာနကတော့မှတရင်ထုတ်ပြန်လာတာဖြစ်ပါတယ်အင်မတန်မှတရင်ကောင်းဖြစ်ပါတယ်နောက်ထပ်အနေနဲ့က ော့ကျွန်တော်ဒီနေ့အတွက်အထူးရှေ့သတင်းကောင်းဖြစ်တဲ့ KNU ရဲ့နောက်ဆုံးရထုတ်ပြန်ချက်အထူးသတင်းကောင်းတစ်ခုကိုကြော်သိစပီးချင်တာဖြစ်ပါတယ်။ကိုရီးယားပြည်နယ်လိုင်းပွင့်မြို့နယ် ပိုင်ကြုံမြို့ကထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့မော်ဖိုကေစခန်းကိုမေလ19ရက်နေ့မှာနေ့တပိုင်းခန့်တိုက်ခိုက်ခဲ့ပြီး KNU ကတော့အပိတသိမ်းယူနိုင်ခဲ့ပြီလို့ကရင်စစ်ရေးတရင်းမြင့်များကပြောကြားလာတာဖြစ်ပါတယ်။ဂျိုကီထယွန်းနဲ့မော်ဖိုကေယွာကြားမှာရှိတဲ့စခန်းကိုနေခင်းပိုင်းတနိုင်ခန့်က KNU တပ်မဟာခွန်ကဒရုန်းများဖြင့်စတင်တိုက်ခိုက်ခဲ့ပြီးညပိုင်းမှာအပိတသိမ်းယူလိုက်နိုင်ပြီလို့တရင်းမြင့်ကအသိပေးထားတာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်မှာနေရယူတက်ဆွဲထားတဲ့မဆုတ်တမ်းခန့်စစ်စခန်းတွေ၊ချီကိုစခန်းတွေစစ်တိုက်ဆုံးရှုံးနေတာနဲ့ပတ်သက် ပြီးစစ်ရှုံးကောင်စီကတော့တင်းအမောင်ချနေထားဆဲပဲဆိုပြီးမှဒီမှာလဲတွေ့ရှိရတာဖြစ်ပါတယ်။ကအီမတာမတင်းကောက်ဖြစ်ပါတယ်ဒီနေ့မှဆွန်လဲပဲထိုင်းမြန်မာနယ်စပ်မော်ခုကီစခန်းကို KNU ကတော့အပိတသိမ်းယူလိုက်ပြီလို့သိရှိရထားတာဖြစ်ပါတယ်။အီမတာမတင်းကောက်ဖြစ်ပါတယ်စစ်ရှုံးကောင်စီကတော့ထုံးစံတိုင်းပဲရှုံးနေနေတဲ့တို့ကြောင့်ဒီကောင်တွေကတော့လုံးဝကိုတင်းတွေကိုအမောင်ချထားဆဲပဲဆိုပြီးမှဒီမှာလဲတွေ့ရှိရတာဖြစ်ပါတယ်။တစ်စက်ထဲမှဆွန်လဲပဲကျွန်တော်မနေ့ကစစ်ခွေးအရာရှိတိုက်ခိုက်ရေးတင်တန်းကြောင်းကိုဘီဒလိုပဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့တင်းကောင်တစ်ခုကိုကျွန်တော်သိဆက်ပေးချင်တာဖြစ်ပါတယ်။ Green နေပြင်းတဲ့တောင်ချင်းမြို့ ရှိစစ်ရှုံးကောင်စီစစ်ကောင်စီ၏မရင်အောင်တပ်စခန်းတိုက်ခိုက်ရေးတင်တန်းကြောင်းကိုတစ်တုံညက်ခုမမရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar BW အဖွဲ့တောင်ရှိသူကပြောကြားလာတာဖြစ်ပါတယ်။မေလ19ရက်နေ့နာနဲ့9နိုင်ခွေးတွင် အစူပါတင်တန်းကြောင်းအတွင်းသို့တစ်တုံညက်ခုမမရှော့တိုက်ဒရုန်း၅လုံးပစ်ခတ်ခဲ့ရာ၄လုံးအောင်မြင်ခဲ့ခြင်းဟုလည်းဆိုထားတာဖြစ်ပါတယ်။ကဲအင်မတန်မှသတင်းကောက်ဖြစ်ပါကျွန်တော်မနေ့ကမေလ19ရက်နေ့မှာဆိုလည်းပဲကရီနီပြည်နယ်တောင်ကြီးရှိစစ်ရှုံးကောင်စီရဲ့တင်တန်းကြောင်းဘရင်အောင်တပ်စခန်းကို BWM ကတော့ တရက်ခုမမရှော့တိုင်းဒုံ၅လုံးနဲ့တိုက်ခိုက်ခဲ့ပြီးမှလေးလုံးကိုအောင်မြင်စွာတိုက်ခိုက်ခဲ့နိုင်တယ်လို့သိရှိရတာဖြစ်ပါတယ်။စစ်ရှုံးကောင်စီကတော့မလခီးယားဖြစ်သွားမယ်ဆိုတာကိုကျွန်တော်100%သိရှိရတာဖြစ်ပါတယ်။တစ်ဆက်ထဲမှာပဲကျွန်တော် BWM နဲ့ပတ်သက်ပြီးမှနောက်ဆုံးရအထူးရအထူးသတင်းကောက်တစ်ခုကိုပဲကျွန်တော်သိဆက်ပေးချင်တာဖြစ်ပါတယ်။ပဲခူးရီသားအချမ်းပါစစ်ရှုံးကောင်စီရဲ့တောင်ဝန်လေတပ်ကိုရှော့တိုက်ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်မှုအတွင်းဒုဗူမူကြီး၂ဦးအပါအဝင်၁၀ဦးသေဆုံးပြီးလေရင်သုံးစီးထိခိုက်ပျက်စီးခဲ့တယ်လို့ BWM အဖွဲ့ကမေလ၁၉ရက်နေ့မှာထုတ်ပြန်လာတာဖြစ်ပါတယ်။တောင်ဝန်လေ တပ်ကိုမေလ16ရက်နေ့မှာတရားခွန်မမရှော့တိုက်ဒရုန်းရှစ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာဘူဂျီနူအပါဝင်10ဦးတိဆုံးပြီး12ဦးကတော့ပြင်းထန်ဆုံးဒဏ်ရာရရှိခဲ့ပြီး Jet Fighter နစီဝဲ8တစီထိခိုက်ပျက်စီးမှုရှိတဲ့အပြင် Drone ကိုတောင်ပစ္စည်းတွေပို့ရင်အချို့နားနေဆောင်တလုံးလီရင်အဖူပစ္စည်းကိုတော့နှလုံးပျက်စီးခဲ့တယ်လို့လည်းဖော်ပြထားတာဖြစ်ပါတယ်အခုချိန်မှာဆိုလည်းပဲတောင်ငူလီတက်တိုက်ခိုက်မှုအတွင်းမှာလီရင်3စီထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီးမှဒုဗုံမူကြီးနှစ်ဦးအပါဝင်10ကောင်လောက်ကတော့မြေဩဇာဖြစ်တော့ခဲ့တယ်လို့လည်းဗီဒီယိုကတော့တင်ထုတ်ပြန်ချက်မှာတွေ့ရှိ ှိရတာဖြစ်ပါတယ် BWM ကတော့စစ်ရှုံးကောင်စီတွေကိုလုံးဝကိုစော်နေတဲ့တည်င်းတွေတွေ့ရှိနေရတဲ့အတွက်ကြောင့်အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်အာနာယူမင်းအောင်လာရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမှသူရဲ့နောက်ဆုံးမိန့်ကြားချက်များကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်စစ်ရှုံးကောင်စီဥက္ကဋ္ဌဂျဘူးမင်းအောင်လာကတော့ရွေးကောက်ပွဲလုပ်တဲ့အခါမှာကုစလေတုံးပုံတပုံရရင်လွတ်တော်ခေါ်နိုင်တဲ့အခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေအရရွေးကောက်ပွဲအထမြောက်အောင်မြင်မယ်လို့ပြောကြားလိုက်တာဖြစ်ပါတယ်မေလ19ရက်နေ့မှာပြုလုပ်တဲ့စစ်ကောင်စီရဲ့အစိုးရစည်းဝေးမှာအခုလိုပြောကြားလိုက်တာဖြစ်ပြီးမှစစ်ရှုံးဂျဘူးမင်းအောင်လာက တော့ဖွေးစည်းပုံအခြေခံဥပဒေပုံမှန်85ပုံမှန်138နဲ့ပုံမှန်155တို့ကိုရည်ညွှန်းပြောကြားတော့ခဲ့တာဖြစ်ပါတယ်။ယူကောက်ပွေးကျင်းပဖို့အတွက်အမြူတကာကိုရည်နေလုံချုံရေးကောင်စီကလုံးအဆုံးဖြစ်နဲ့ဆောင်ရွက်နိုင်တာကိုဖွေးစည်းပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်းထားကြောင်းသူကပြောတော့တာဖြစ်ပါတယ်။ဒီခုချိန်မှာဆွေးနွေးအာနာယူမြောင်းလိုက်ကတော့မနေ့ကမေလ19ရက်နေ့မှာသူတို့ကတော့အစည်းအဝေးပြုလုပ်ခဲ့ပြီးမှဂျပူမြောင်းလိုက်ကတော့ပုံမှန်85 128 155ရလွတ်တော်ခေါ်နိုင်တဲ့အတွက်ယူကောက်ပွေးအထမြောက်အောင်မြင်မယ်လို့စစ်ချုပ်ကောင်စီကတော့100% confirm ပြီးမ မှပြောချနေတာဖြစ်ပါတယ်ဒီကောင်ကတော့ယူကပ်ပွဲကူမဖြစ်မနေပြုတ်လုံနေချင်တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကတမရာဖြစ်ချင်နေလို့ပဲဖြစ်ပါတယ်ကြာချောင်းဒီအရာတွေအလုံးကတော့ကျွန်တော်ဒီနေ့မေလ20ရက်နေ့အင်ကန်ရက်နေ့ရဲ့မနေ့ပိုင်းအထူးသတင်းထုတ်များနဲ့သတင်းကောင်းများပဲဖြစ်ပါတယ်ဂျာရီရှင်ဗီဒီယိုတွေစားလိုက်အောင်ပထမဦးဆုံးအနေနဲ့ကတော့ကျွန်တော်တော်လွန်တက်ဖွဲ့ BWM ကတော့တောင်ကိုစစ်ခွေးစခန်းကိုအပိတတိုက်ခိုက်ခဲ့ပြီးမှစစ်ခွေးတွေမလခီယာဖြစ်သွားတာကိုကျွန်တော်ဘောမှကြောင်မျိုးမျိုးကတော့ဖြင်ပိတ်ငင်းလာပြီးမှဒီကောင်ကတော့ဘယ်လိုတွေလောင်ပြောင်ပြီးမှပြောနေလဲဆိုဒီမှာဘယ်လိုဖြင်ပိတ်ငင်းလဲဆိုတာကြည့်လိုက်ပါဦး တော့ Brave Warrior မြန်မာဘက်ကထုတ်ပြန်တဲ့ဟိုသတင်းတစ်ပုဒ်မှာပါလာတဲ့ဟာတော်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 ကိုအားသိစရာကောင်းတဲ့လက်နက်တစ်မျိုးအဲ့ဒါဘာလဲဆိုတော့ तू ကပြီးခဲ့တဲ့ရက်ပိုင်းကားတဲ့တောင်ကူလေတက်စကန်ကို short range နဲ့သူတို့ပစ်လိုက်ရဲ့ short range နဲ့ပစ်လာတဲ့အဲ့ဒီချိန်မှာ short range နဲ့ပစ်လိုက်တဲ့ချိန်မှာလေတက်ကဒုဗိုလ်မူကြီးအပေါင်းဆယ်ယောက်တေးဆုံးသွားပါတယ်ဆယ်ယောက်တေးဆုံးသွားပါတယ်ဆိုတော့ပြောနေတာဗျာဟိုဘာလဲဆိုတော့ဒုဗိုလ်မူဆယ်ယောက်တေးတဲ့ jet fighter လေးရင်နှစီနဲ့18လေးရင်နှစီလေးပျက်စီးသွားပါတယ်တဲ့ဘယ်နည်းပြီးတော့18ရက်နေ့မနေ့က ညမနေ့တနာ48မိနစ်မှာပြစ်လိုက်တာတဲ့တက်ခွန်မမှာရှော့လိုက်တော့၁၁လုံးနဲ့ပြစ်ခတ်တာ၁၀လုံးပေါက်ကွဲပြီးတော့လေးတက်ထဲမှာ drone တွေရောအဲ့မှာ jet fighter တွေရော y8 တွေရောအကုန်ပျက်စီးပြီးတော့လေးတက်ကဒုတိယဗိုလ်မှူးကြီးတွေအပါအဝင်ဆဲရောက်တော့တေးသွားပါတယ်ဆိုတော့ယူကရိန်းသမ္မတဇယ်လင်စကီကမျိုးလုံးပြူသွားတာဟာလုတ်ပြီးယူကရိန်းတောင်ပါရှော့လိုက်တော့မှာရှော့လိုက်တော့မှာစင်စာထည့်ပေးတယ်တလားမသိဘူးတေးတဲ့လူတွေကိုလိုက်ပြီးရှော့လိုက်တော့မှာပေါက်ကွဲတဲ့ရှော့လိုက်တော့မှာစင်စာနဲ့ဗီဒီယိုတွေလိုက်ရိုက်နေလားမသိဘူးဘာထုတ်တယ်လေးခင်ဗျအဲ့လက်နဲ့ကဆန်းတယ်တော်တော်ဆန်းတယ်လေတော်စင်စာကြည့်လေရှော့လိုက်တော့ပစ်ထည့်ရတာဘယ်နေရာကြာလဲတော့ကျွန်တော်လည်းမသိဘူးကြာသွားတဲ့နေရာဘယ်နေရာကြာလဲမသိဘူးဒါပေမဲ့အဲ့လက်နဲ့ဆန်းကြီးက ပေါက်ခွဲပြီးတော့အုံးဆိုပေါက်ခွဲပြီးလက်နဲ့ကြည့်ရတခါအစင်အစမုံမွားလေးပြန်ပြီးတော့တခါလေလေထုထဲမှာပြန်တန်ပြန်နှံ့ပြီးတော့အဲ့လေထုထဲမှာအမုံမွားလေးကနေဗီဒီယိုကင်မရာလေးဖြစ်သွားတာအသွင်ပြောင်းသွားတာအစတော့အုံးဆိုပေါက်ခွဲသွားတာဘုံလေးပြင်းပေါက်ခွဲသွားတာပေါ့ဗျာပြီးတော့ပြီးဘတ်ဆိုပြီးအမုံမွားလေးတွေကနေပြီးတော့သူကနီးပညာမြင့်တာပေါ့ဗျာဒီ NUG ရဲ့အောက်က PDF ဖွဲ့တွေရဲ့ဒီထုတ်ထုတ်တဲ့နီးပညာမြင့်တာအဲ့လိုဖြင်းပင်းငေးတော့ပေါက်ခွဲအားအုံးဆိုပေါက်ခွဲသွားတယ်ပေါက်ခွဲပြီးတော့နောက်မှာသူကအမုံမွားလေးတွေဖြစ်နေအသွင်ပြောင်းသွားတယ်ပြောင်းသွားပြီးတော့အဲ့အမုံမွားလေးတွေကနေပြီးဘတ်ဆိုပြီးတော့ကင်မရာလေးဖြစ်နေအသွင်ပြောင်းသွားတာ ပြပြောင်းပြီးတော့ CCTV တွေဖြစ်နေပြောဟိုတောက်တောက်သင်းမောင်းပြီးတော့အဲ့မှာသေဆုံးတဲ့သူတွေရာဟိုဗီဒီယိုရိုက်တာလိုက်ရိုက်တာပေါ့အဲ့ဒါလေလိုက်ရိုက်ရိုက်လဲပြီးတော့ပြတ်ဆုံးပြီးအဲ့ရိုက်တဲ့ information ကိုပတ်ဆုံးပြီးတော့အခုပြန်ပြီးဒီဘက်ကဘီအမ် BWM ဆိုတော့အဖွဲ့ကိုပြန်ပြီး information ပြန်ပို့လိုက်တာအဲ့မှာအဲ့ဖွဲ့အဲ့ဒါနဲ့ဟာငါတို့သူ့ဘဝကြီးဆဲရောက်ကြတေးသွားတယ်ဆိုတာမထုတ်ပြန်လားဆိုတော့ဒီလက်နက်မျိုးကကဘာမှမထုတ်နိုင်သေးဘူးဒီမှာဒါကြောင့်မလို့ဟိုယူကရိန်းသမ္မတဇယ်လင်စကီကိုယ်တိုင်ကအဲ့မှာရီဥယီမိုလှမ်းပြီးဟဲ့ဟုတ်ဆက်ရှင်နေတယ်ပြောတယ်အဲ့အဲ့လိုမျိုးဟိုတေဆုံးတဲ့သူစီးရင်အတိအကျနဲ့ပါမှတ်တမ်းတင်နေတယ်ရှော့လိုက်ဒုံးလေးငါတို့ရောက်မှာလားဆိုတော့ အခုဥယျာဉ်မှာအဲ့ဒါကိုသူ့လူတွေကစပြီးတော့ဒါဒီနေ့ဆိုစညွှန်ကြားဖို့လုပ်နေပြီတဲ့ ဥယျာဉ်မှာကိုကြီးစညွန်ကြားဖို့လုပ်နေပြီတဲ့ဘာလို့ဟာဟျောက်လေမင်းတို့မင်းတို့မင်းတို့အဲ့ဒီအဲ့ဒီ short ride တုံးအဲ့ဒီ short ride တုံးထုံးဆန်းထုတ်ထုတ်ညွှန်ရထုတ်ညွှန်ရထုတ်ဘာလို့ဆိုငါတို့ခုမှယူဇလင်းစကေငှားမေးနေပြီဘာလို့ဆိုအခုချိန်မှာဆိုတော့တောင်ငူလီတက်စခန်းကိုကျွန်တော်ဘီဒလွန်ဖွဲ့ကတော့လုံးဝကိုစော်လိုက်တာဒီအရာရှိအပါဝင်အများပြားကတော့မလခီယာဖြစ်သွားတာကိုဒီကောင်ကတော့လုံးဝကိုဖြင်ပိတ်ငင်းနေပြီးမှအဲ့လိုမျိုးမရှိဘူးဆိုပြီးတော့ဒီကောင်ကတော့ဖြင်ပိတ်ငင်းပြီးမှယူကရိန်းတမရတော်မှာဥရီမွန်စီကနေပေါ်တော့ဒီပစ္စည်းတွေဝေချင်နေပြီးဆိုတော့ဒီကောင်ကတော့လောင်ပြီးမှပြောနေတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေကတော့ဆုံးရှုံးတာများပြီးမှကြော်မြူးမရတော့ကောက်သွားပြီးမှပေါ်တော့ဒီကောင်ကတော့အခုချိန်မှာ ပြင်ပိတ်ငင်းလာပြီးမှတောင်ငူလီတက်စကန်ဘာမှမဖြစ်ဘူးဆိုပြီးမှဒီလိုမျိုးပြင်ပိတ်ငင်းလာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ကာဆလဲပဲကျွန်တော်လူစိတ်မရှိတဲ့ဒီမှာဘောမကြောင်စူဦးကတော့မင်းညကတက်လာပြီးမှတက်မရောကတော့ပြည်သူလူထုဘလောက်ကွေလွန်လွန်ကျွန်တော်ကလုံးဝတောက်ယူမဆိုင်ဘူးစစ်တိုက်မှာပဲဆိုပြီးမှလူစိတ်မရှိတဲ့ကြောင်စူဦးကတော့ပြောလာပြီးမှခမရတော့အမြန်အလေးဝင်လာကြပါခမရတော့ရှိတဲ့နေရာမှာပြည်သူတွေကတော့မအေးချမ်းဘူးဆိုတော့ဒီကောင်ကတော့လုံးဝကိုပေါ်တော့ပြင်ပိတ်ငင်းလာပြီးမှဒီကောင်ဘလောက်ထိလူစိတ်မရှိလဲဆိုတော့ဒီမှာကြည့်လိုက်ပါအကြပ်ဖတ်သမားတွေကတော့ကျွန်မမသိမရှင်းအောင်တိုက်နေပါပဲအဲ့တော့ဒီတက်မလို့ကလည်းဒီအကြပ်ဖတ်သမားတွေရှိနေနေများရှင်းပါပဲ ဲ့တော့တချို့ကပြောတယ်အာဒီဒီဒီတက်မလွန်နဲ့ဒီအကြပ်ဘက်တွေကြားထဲမှာအပြည်သူလူထုကမြေစာပင်ဖြစ်တယ်လို့ပြောပါတယ်။လက်ရှိတော့ဗျာခင်ဗျားတို့ကအန်တီထောက်ခံလို့အကြခံရေးထောက်ခံလို့ဆိုပြီးတော့အချင်းချင်းတွေတတ်နေကြတာ။ခင်ဗျားတို့တတ်နေကြတာဒဇိမ့်နေမဟုတ်ဘူး။အဲလို့ခင်ဗျားတို့လက်နက်ကင်ပြီးဒလန်လို့ဆွတ်ဆွဲပြီးတတ်နေတာဒဇိမ့်နေမဟုတ်ဘူး။ဟာတချင်ကခင်ဗျားတို့ကျွန်တော်တို့ရက်ရွာဒေတာဖွင့်ပေးရေးတွေစောင့်ရခဲ့တဲ့ကျွန်တော်တို့တိုင်းချစ်ပစ္စည်းပုံကိုယ်တွေပဲ။ခင်ဗျားတို့တိုင်းပြည်ချစ်တာလားခင်ဗျားတို့တိုင်းပြည်ဖြတ်တာလားဆိုတာခင်ဗျားတို့သိဖို့လိုတယ်။ဩခင်ဗျားတို့ဘသူသားတတ်နက်ကင်ကြလဲခင်ဗျားတို့တကယ်တိုင်းပြည်ချစ်လားတကယ်တိုင်းပြည်ချစ်တယ်ဆိုရင်ခင်ဗျားတို့ ဒေတာလိုက်လက်နက်တွေစွန့်ပြီးတော့ကျွန်တော်တို့ဒီလုံခြုံတပ်ဖွဲ့ဝင်တွေထမ်းချိတ်ဆက်ပြီးတော့ခင်ဗျားတို့ဆောင်ရွက်ကြပါလက်နက်တွေစွန့်ပါခင်ဗျားတို့ဒေတာကိုခင်ဗျားတို့တကယ်တိုးတက်ချင်လားတကယ်တည်ငြိမ်ချင်လားခင်ဗျားတို့ဒေတာမှာရှိတဲ့လူငယ်လူရွယ်တွေတကယ်ပဲပညာတတ်တွေဖြစ်ချင်လားခင်ဗျားတို့ကြည်ဝါးတကယ်ပဲဖွံ့ဖြိုးချင်လားတွဲပါလေခင်ဗျားတို့ကိုယ်တိုင်တက်ဆိုင်ရကျွန်တော်တို့ဒီလုံခြုံတပ်ဖွဲ့ဝင်တွေချိတ်ဆက်ပြီးလက်နက်တွေအပ်ကြပါအပ်ပြီးတော့ကိုယ့်ဒေတာကိုဖွံ့ဖြိုးလုပ်ကြပါခင်ဗျားတို့အလင်းဝင်ပါခင်ဗျားတို့အသက်ကိုကျွန်တော်အားမခံလေဒါကျွန်တော်တို့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကိုချစ်လို့ အမကန်လေကျွန်တော်တို့အလင်းဝင်မယ်ဆိုလည်းပဲကျွန်တော်တို့ချိတ်ဆက်ပြီးဆောင်ရမယ်ပဲဒါကကျွန်တော်တို့လောက်ရမယ်အလုပ်တော့မဟုတ်ဘူးသို့တော်လည်းပဲကျွန်တော်ဒီနိုင်ငံအတွက်ကျွန်တော်တို့လုတ်တင်လုတ်လိုက်တဲ့အောင်ကျွန်တော်ဝင်ပါလားခင်ဗျားတို့စဉ်းစားကြည့်ပါအဲ့တော့ခင်ဗျားတို့စဉ်းစားပါခင်ဗျားတို့ဆက်တိုင်းမလားတိုင်းရင်ဆက်တိုင်းမလားရှင်းရှင်းလေးပဲခင်ဗျားတို့ဆက်တိုင်းမလားတိုင်းမလားဘာဖြစ်လဲဆက်တိုင်းမလို့တိုင်းမလားယောက်ျားတွေပြတိုင်းပါပဲဒီတက်ဘရိုကတော့ခင်ဗျားရန်သူရှင်းနေရှင်းပါမယ်ဒါတက်ဘရိုဘူဟာတာပဲတက်ဘရိုသဘောထားပဲသဘောထားပဲဗျာ ်ရှင်းပါပဲခင်ဗျားတို့ရှင်းနေအောင်တက်မလို့ကလိုအပ်တဲ့စစ်စင်ကိုလိုအပ်တယ်လို့လုပ်နေမှာပဲအဲအဲ့လိုတကယ်တော့ခင်ဗျားတို့လက်ရှိဖြစ်နေတာကနောက်ဆုံးအခြေအနေပဲခင်ဗျားတို့ဒီစားတယ်ခင်ဗျားတို့ပို့စရာအကြောင်းမရှိဘူးဒါခင်ဗျားတို့ကနောက်ဆုံးခင်ဗျားတို့ကလုံနိုင်စွာကလက်ရှိအခြေအနေကဒါအမြင့်ဆုံးအခြေအနေပဲတက်ဖြည်းဖြည်းခင်ဗျားတို့ကြာပါကြာလာပါလိမ့်ခင်ဗျားတို့ချိန်မုံကြီးခံရမယ်ချိန်မုံတဲ့အခါမှာခင်ဗျားတို့တဖြည်းဖြည်းတင်းတက်တယ်လို့ချိန်မုံကြီးခံရမယ်ဒပရီတဲ့တော့ဗျာခင်ဗျားတို့ရှင်းကြအင်အား900 300 300ရှိတယ်300ဆိုဒပရီတဲ့တော့ခင်ဗျားတို့အပြတ်ရှင်းနိုင်မှာမဟုတ်ဘူးဟွန်းဘာပြက်နေလားတော့တော်လည်းပဲတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းရှင်းသွားပါလိမ့်မယ်အဲ့တော့ရှင်းပါလေခင်ဗျားတို့ ဆက်တိုက်မလားဆက်တိုက်တိုက်မယ်လေတိုက်မယ်ဘာဖြစ်လဲပဲလက်နက်ကင်လေးတွေတိုက်ရမှာဒါခင်ဗျားလည်းတိုက်ရမှာပဲလေခင်ဗျားဒါတပ်ပြောတော့ခင်ဗျားအကြမ်းဖက်သမားရှင်းပါပဲ နံပါတ်1ချက်ခင်ဗျားတို့မြေစာပေမဖြစ်ရှင်ပြည်သူလူထုအနေနဲ့ကျွမ်းတဲ့ကောင်ကြားထဲမှာမြေစာပေမဖြစ်မခံချင်ခင်ဗျားတို့အနေနဲ့ဒါမျိုးပြဒေသကိုလာပြီးတော့ဆစ်ဆောင်ကြပါခေခုချိန်မှာဆိုတော့ဘောမကြောင့်စူအုပ်ကတော့လူစိတ်မရှိဘဲနဲ့ခင်ဗျားတို့ပြည်သူတွေဘလောက်ထိဒုက္ခရောက်ရောက်ဘလောက်ထိကိုယ်လုံးလို့ကျွန်တော်ကတော့တောက်ကူမဆိုင်ဘူးကျွန်တော်တက်မလို့ကတော့တိုက်ဆရာရှိတဲ့တိုက်မှာပဲဆိုပြီးမှလူစိတ်မရှိဘဲနဲ့ပြောချနေတာဖြစ်ပါတယ်ပြီးတော့တွန်လိုင်းတက်ဖွဲ့တွေလည်းအလင်းဝင်ဖို့ပြောနေတာပဲဖြစ်ပါတယ်ဟဲ့အောင်ကျွန်စုကျွန်တော်လုံးဝကိုတွန်လိုင်းတက်ဖွဲ့တွေမင်းတို့ထံမှာလုံးဝအလင်းဝင်လာမှာမဟုတ်ဘူးခင်ဗျားတို့အားလုံးကြာရှုံးတဲ့အထိတိုက်မယ်ဆိုတာကိုကျွန်တော်နောက်ထပ်တစ်ပံပြောလို့ရတယ်ပြီးတော့ပြည်သူတွေကိုတက်ပြတ်မှုတွေဒုက္ခ ရောက်အောင်လုပ်နေတာကတော့ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေမျိုးခမရတို့စစ်ခွေးတွေဆိုတာမမေ့နိုင်လို့ပဲကျွန်တော်မာချင်တာဖြစ်ပါတယ်။အစစ်ထဲမှာဆိုလည်းပဲကျွန်တော်မနေ့ကဆိုတော့ရခိုင်ဘုံမှာတကောင်ကတော့တက်လာပြီးမှတမရိုကားတဲ့ရခိုင်ပြည်နယ်မှာကြာရှုံထားတဲ့မြို့အများစုကိုပြန်သိမ့်မယ်။ဦးမြောင်နာကမနိုင်စရာအကြောင်းလုံးဝမရှိဘူးဆိုပြီးမှဒီမှာဘောမှာပြောတာကကူစီကတော့ဘယ်လိုမျိုးတဲ့ပြန်စော်ပြီးမှဒီရခိုင်ဘုံမှာကတော့ဘယ်လိုတွေပြောပြီးမှကူစီကဘယ်လိုတုံ့ပြန်နေလဲဆိုတော့ဒီမှာကြီးလိုက်ပါအောင်စိတ်ဝင်စားစရာကောင်းတယ်ဗျ။အဲကျွန်တော်ယူရတဲ့ကဒီတိုင်းမှုတွေမလုံးမလုံးဒီတိုင်းမှုတွေမလုံးနိုင်ငံတော်အဆင့်တိအောင်လို့ဒါကျွန်တော်တို့ပြောတာဖြစ်တယ်။နော် အဲ့တော့လုံးမလို့တော့ဒါတိုက်ခိုက်ကြတယ်ပေါ့ဒါပေမဲ့တမ်းတော်ဘက်ကရခိုင်ပြည်နယ်ကိုတော့ကောင်းကောင်းပြန်ပြီးတော့ကျွန်တော်တို့ပြန်ထိန်းချုပ်မဲ့အနေအထားမျိုးရှိတယ်ချုပ်ချုပ်သွားတဲ့ပြည်နယ်တွေကိုနိုင်ငံတော်ဝင်ကြီးချုပ်တယောက်အနေနဲ့ပြန်မရယူနိုင်တာအကြောင်းမရှိဘူးเนาะအဲ့တော့ညွန်လေးညွန်လေးပြည်နယ်လောက်ကတော့အဲ AC ပဲလို့ကျွန်တော်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုလေစစ်ကုစစ်ကြောင်းတွေတောက်ချသူလူတွေလောက်တာတွေလုံနေပြီရခိုင်တိုင်းသူတိုင်းသားတွေပြည်တော်စုစိတ်သက်ရှိနေတဲ့ရခိုင်နေအေးကျန်းစွာနေထိုင်နိုင်လိမ့်မယ်လို့ဒါပိုင်ပြောပါတယ်เนาะပြောချင်တယ် တနိုင်ငံလုံးတကမ္ဘာလုံးတော့မှသူ့ကိုလေးစားကြည့်ညိုရရင်ဒီနေရာလောက်ကတော့သူ AC ရတယ်ဘယ်နေရာရှိတယ်အော်အပိုင်ငံလုံးတကဘာလုံးလေးစားကြည့်ညိုရနိုင်ငံတည်းမှာဖြစ်တာဟုတ်အဲ့ဒီလိုမြောက်ပေးနေတဲ့ဘောမတွေငပိတက်ကလော်ကျွေးဘူးလားစားတစုံထောက်ပံ့ဘူးလားလက်ရှိမင်းအောင်နိုင်ကောဘာတွေတောင်းဝင်ယူထောက်ပံ့ကူညီစောက်ရှောက်ကြည့်ချုပ်ပေးလေနော်အဲ့တော့စစ်တပ်အတိုင်းဝန်းရဲအတိုင်းဝန်းမြို့တို့ကြည့်ထား ARD တိုင်းမှာရှိတဲ့သူသူပြောအေးဆေးရမလားမပူနဲ့ခမားတို့ ARD တိုင်းအတွင်းမှာဘလောက်စိတ်နေပြီတဲ့ဘလောက်ပြန်ထားပြီတဲ့ဘလောက်နေရာယူထားပြီတဲ့ကျုပ်တို့အတိဆုံးကြွားမပြောဘူးဟေးလို့ထော်တဲ့နေ့ထပြေးမမီဘူးနော်စောစောအေးဆေးဝါပြောနေပဲစောစောစီစီမင်းလက်နဲ့ချပြီးမပစ်ခင်ကလာခဲ့ပူပေါင်းလာခဲ့မြို့ထိုင်ရှစ်ခိုးပြီးတော့နိုင်ငံခြားပို့ပေးမယ်နော်တိုက်ပွဲမှာပစ်ပြီးဂျီကုံမှတော့လက်နဲ့လာမချနဲ့နောက်ဘွားမှာမင်းကိုချခွင့်ပေးလိမ့်မယ် ဲ့ဒါလိုပဲ ARD တိုင်းမှာရှိတယ်မလားငါတို့ ARD တိုင်းဝင်လာခဲ့တော့ဘောမတွေကြွေးကြွေးမပူနဲ့မပူနဲ့နော်ဆူတောင်းစရာမလိုဘူးဆူကောင်းအမွှေးတိုင်းဘူးဖြောင်းတိုင်းဘူးကုတ်အောင်မယ်တိလားလာကိုလာမှာ ARD တွေ့လာကိုလာမှာ ARD ကအင်အားတွေဘလောက်ရှိတယ်ဘယ်မဟာမိတ်တွေတဲ့ဘလို့စနစ်တကျဖွဲ့စည်းဘလို့ပြင်ဆင်နေတယ်စည်ရဲပလန်တွေဘလို့ဆွဲထားတယ်ဘယ်ဘက်ကပဲတိတ်တိတ်ကျုပ်လို့နိုင်တာဗျာဒါပေမဲ့အတ္တမကြီးကိုအားပေးထောက်ခံပြီးတော့သေဝါရတာတော့အင်မတန်ခင်ဗျားတို့တွေရှုံးလို့ပါနော်ဓမ္မကိုရက်တည်ပြီးတော့သေဝါရတာရင်ပေါက်ပြီးသေရဲတယ်อืม ခံယူချက်ကအဲ့ရစတာလောကရဲ့ဘဝတိုက်ပွဲအရှုံးနိုင်ဆိုတာအဲ့ရစတာခင်ဗျားတို့ကအာသမဘက်မှာယက်တီတဲ့လူဟာတာမထွက်ကြသေးဘူးရှုံးနေပြီအားငယ်စိတ်ယုံကြည်မှုမရှိတဲ့စိတ်အဲ့ဒီစိတ်ကအရင်ရှုံးနေတာဒါကြောင့်မလို့လက်ရှိ PDF တွေနိုင်နေနိုင်နေဆိုတော့ PDF တွေမှာလေရင်နာရှိကြည့်ဟုတ်တယ်ခင်ဗျားတို့ချီးသိမ်းအောင်အောက်လိုက်ထွက်တယ်อืมเนาะအခုစစ်စစ်ကောင်စီပုံစံမျိုးလေရင်ပြန်ပြီးတော့เนาะစစ်တပ်စခန်းတွေကိုလေရင်နဲ့ဘုံကျဲခွင့် PDF တွေနဲ့တိုင်းသား EOS တွေမှာရကြည့်တယ် ခင်ဗျားတို့တစ်ချက်တော့တွေးကြည့်လိုက်စမ်းအောင်မလေးတွေးနေကြတိန်းထားရတာနော်ခေမာတွန့်နေဆိုတဲ့ဟာမျိုးဖြစ်သွားနိုင်မယ်တိလားအဲ့ဒါဘာကြောင့်လဲနံပါတ်1ပြည်သူထောက်ခံမှုနံပါတ်2ယုံကြည်မှု ကျေဟိုပါရကူစီပြောရကူကျွန်တော်100%ထောက်ခံပါရကျွန်တော်တကယ်လို့ဒါပေါ်တော့တော်လတ်တဖွဲ့တွေကလင်းတာရှိခဲ့မယ်ဆိုရင်ဒီဘောမလော်ဘီတတနဲ့မရောက်နိုင်လို့ရဲ့စစ်ခွေးတွေပေါ်တော့လုံးဝနေရာတောင်ရှိမှာမို့တော့ကျွန်တော်တလတွင်းနဲ့တောင်အားလုံးကိုတင်ပိုင်နိုင်မှာပဲဖြစ်ပါတယ်ဒါမဲ့အခုချိန်မှာကျွန်တော်ဒါတွေမရှိသေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့ရစ်ကြာကြီးပေါ်တော့ကျွန်တော်တိုက်ခိုက်နေရတာဖြစ်ပြီးမကူစီပြောသလိုပဲ priority ရခိုင်တွေခင်ဗျားတို့လာအောင်လာအောင်မှာပြီးတော့ရခိုင်လည်းရမယ်လို့မမျှော်နဲ့လို့ပဲကျွန်တော်မာချင်တာဖြစ်ပါတယ်ကဲကျွန်တော်ဒီနေ့ဗီဒီယိုကိုအစားကနေအဆုံးထိကြည့်ရှုပေးရပရိသတ်များလို့ကိုကျေးဇူးများရည်တင်ပါတယ်ပရိသတ်များလို့ရှိတဲ့နေရာတီတီ ီမှာဘေကင်းလုံးချွန်ကျမ်းမာချမ်းသာကြပါစေလို့ဆုမွန်တောင်းပြလိုက်နေအားလုံးပဲ have good day ပါ take care see you in the next video ပါနော်